င်္ဂလာပါခင်ဗျာဒီမနေ့ကျွန်တော်ခောက်ကွင်းထဲမှာခောက်တိကစားရင်းနဲ့ကျွန်တော်ဘောလုံးလေးက fairway ထဲမှာထင်ထင်ရှားရှားလေးကျနေတယ်အဲ့ဒီနေရာကိုကြီးကန်လေးတစ်ကောင်ကလာနာတယ်လာနာပြီးတော့ခောက်တိကိုညှက်ဥသုံးဖို့ကြက်ဥထင်ပြီးတော့ဖောက်တယ်စိတ်တယ်သူ့ခြေထောက်လေးနဲ့ကုတ်ယူသွားဖို့ကြိုးစားတယ်ပေါ့ခင်ဗျာဒီဖြစ်ဖြစ်ပေါ်မူတည်ပြီးကျွန်တော်က စီမင်းဆိုင်ရာရှူတောင်းကနေချင်းကပ်ကြည့်ကြပါတယ်ကျွန်တော်တို့ဒါကိုပြင်ပအကျိုးတက်ရောက်မှု outside influence လို့ခေါ်ပါတယ် rule number 9.6မှာဖော်ပြထားပါတယ်ခင်ဗျာကိုရိုက်ကိုဘလုံးကိုပြင်ပအကျိုးတက်ရောက်မှုတစ်ခုခုကတစ်ခုခုကြောင့်နေရာရွေ့စေတယ်ဆိုရင်နေရာရွေ့ကြောင်းတအပ်တော့မဟုတ်တအပ်နီးပါး တိတ်ချာတိတယ်ဆိုရင်ရွေ့သွားတဲ့ဘောလုံးကိုမူလနေရာမှာပြန်ထားလို့ရပါတယ်။ကိုယ့်ဘောလုံးမူလဘောလုံးဖြစ်စေပြန်ရှာမတွေ့ရင်အခြားဘောလုံးဖြစ်စေမူလနေရာမှာပြန်ထားပြီးတော့ပြစ်ဒဏ်မရှိပဲရိုက်ခွင့်ရှိပါတယ်။ပြန်ထားတဲ့ဆိုတဲ့နေရာမှာလည်းမူလနေရာနဲ့အနီးဆက်ဆုံးဖြစ်ဖို့အတွက်ကိုလက်နဲ့တည်ပြီးထားလို့ရပါတယ်။ draw ချစရာမလိုပါဘူးခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့ကြည်ကန်းချီသွားတာဖြစ်စေ ခွေးချီသွားတာဖြစ်ပါစေအခြားပြင်ပအကျိုးတရားမှုတစ်ခုခုကြောင့်ဘလုံးရွေ့သွားတာဆိုရင်ဒီစင်းကြီးကိုတုံချလို့ရပါတယ်ဒီညမှာကျွန်တော်တို့ပွင့်ထဲမှာကြုံတက်တာကကျွန်တော်တို့ရိုက်လိုက်တဲ့ဘလုံးကြီးအခြားဖဲဝေးကိုရောက်သွားတယ်ကျွန်တော်တို့ဘလုံးနေရာကိုမရောက်ခင်တခြားတစ်ဖွဲ့ကအမ်ကောက်ရတဲ့ဘလုံးချင်းကြီးကောက်သွားတာမျိုးလည်းကြုံတက်ပါတယ်ဒီစင်းကြီးကိုတုံချဖို့အတွက်အရေးကြီးဆုံးတစ်ချက်က KVC လို့ခေါ်တဲ့ non or virtual certain ဆိုတဲ့တတ်အပ်တော့မဟုတ်တတ်အပ်နီးပါသိချာတိမြင်ဖို့လိုအပ်ပါတယ်အခြားဘွဲကောက်သွားတယ်ဆိုတော့ကို95ရာခိုင်နှုန်းအထက်ပေးကြတယ်ဆိုရင် KVC ပြည့်မိတယ်လို့ဆိုရမှာပါအဲအဲ့လိုမဟုတ်ဘဲနဲ့ရှာလို့တော့မတွေ့ဘူးဟိုဘွဲကောက်သွားတာနေမှာပေါ့လေးဆိုရင်တော့ဒါဒီ KVC မပြည့်မိပါဘူးဒါဆိုရင်မတိချာတော့ဘူးပေါ့ခင်ဗျာ95ရာခိုင်နှုန်းအထက်မတိချာတော့ဘူးပေါ့ခင်ဗျာ ဒါကြောင့်မို့ဒီစင်းမျိုးကိုတုံးချမယ်ဆိုရင်95ရာခိုင်နှုန်းအထက်ပေးကြဖို့လိုပါတယ်ပြစ်ဒဏ်ပေးစရာမလိုဘဲနဲ့မူလနေရာတုံးမုတ်အနီးဆက်ဆုံးခက်မှန်းနေရာမှာဘလုံးပြန်ထားပြီးတော့ပြစ်ဒဏ်ပေးစရာမလိုဘဲရိုက်ခွင့်ရှိပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာဆက်ကြမယ်